ဒီနေ့မှာတော့ပေါ့ဆရာလက်ရမဟိဒီရှင်ကြီးတွေ ਨੇ ပေါ့ဆရာလက်ဝဲမဟိဒီရှင်ကြီးတွေအကြောင်းကို ပြန်လည်မျှဝေပြီးတော့မှာပဲဖြစ်ပါတယ်ရှင် ပေါ့ဆရာလက်ရမဟိဒီရှင်တွေကတော့၁ပထမန်ဆရာကြီးပူပူအောင်၂ပညာဘရင်၃ဥချမ်းလိုင်း၄အဖေရှင်ဆရာရှင်ကြီး၅အဖေနှဲ့လီတို့ไก่ဆရာကြီး၆ဆရာဆိုင်ဘောဒီပင်ဆရာဆိုင်၇ နှစ်ဆရာလိုင်းပထမဆရာလိုင်းရှစ်ဆရာညင်ကိုဥပညာဓမ္မတာမီတစေအဖေလူတို့ပဲဖြစ်ကြပါတယ်ပေါ့ဆရာလက်ဝဲမဟိတိရှင်ကြီးတွေကတော့တစ်ဘူဘူအောင်မင်းသားကြီးဥအောင်ခေါ်ပြည်ဥအောင်စကိုင်းမင်းဆက်နှစ်ဘိုးတော်အောင်မင်းကောင်သုံးဥရဲ့သူ လေးရကန်းစင်တောင်ဆရာတော်ဥဩဘာသာ၅ရှင်မတီ၆ 6သတို့မိကောင်တို့ပဲဖြစ်ကြပါတော့တယ်အများစုသိရှိထားကြတယ်ပေါက်ဆရာတော်ကြီး69ပါးနဲ့ပေါက်ဆရာ16ဦးတို့အနက်အထက်ပါထွက်ရက်ပေါက်ပုဂ္ဂိုလ်သူမြတ်ကြီး16ပါးကတော့ပေါက်ဆရာအရှင်16ဦးဟုလည်းသိရှိထားကြပါတယ်အဘဘုံမိကောင်ကတော့ရင်ပေါက်ဆရာအရှင်လက်ဝဲမဟိဒီရှင်6ပါးတွင်သာသနာပြုတတဝါကေတာဝင်အားပဋ္ဌံကျိုးဆက်အရာ ကျိုးလီကျွာကင်တွေရပါသူလည်းဖြစ်ပါတယ်မဟေဒီရှင်စည်ရင်ဝင်ပဲဖြစ်ပါတယ်ထို့အတူကဘာလုံးဆိုင်ရာ မနောမယတိတ်ဒီမဟေဒီဓမ္မဝိဇာဗုဒ္ဓသာသနာပြု မဟေဒီအဖွဲချုပ်ကြီးဤမဟေဒီအဖွဲချုပ်တွင်တာဝန်ခံပုဂ္ဂိုလ်ဒူကြီးတပါးလည်းဖြစ်ပါတော့တယ်ရှင်